။နိမေးလေးရောင်စမြင်တဲ့ချိန်ကစပြီးလူသားများဟာမတူညီတဲ့ဘဝရဲ့ဒီမှုအတွက်ဝမ်းစာရေးကိုပိုစီကိုကရုန်းကန်စူးစမ်းရတာလောကသမ္မတတစ်ခုဆိုလဲမမှားပါဘူး။ အလောက်ကိုစ조사ရုံးကန်조사နေရင်အများတကာနေတူတဲမျိုးဆရာမျိုးနဲ့နှစ်ကိုင်းချင်းရွာမှာနေတဲ့ကိုအောင်ဖျားလိုက်တယောက်နေထွက်ရာဘက်တို့ဦးတည်လျှောက်လန်းသွားပြီးကန်းဆက်နာရှိရာလင်းငန်းစီတို့ရောက်ရှိခိုက်မှာတော့လေကို조사သွန်းနိုင်ဖို့ဒီအတွက်ပင်ပန်းမှုတွေကိုအခက်ခဲလာပါဘူးတက်လာတဲ့တည်ရင်နဲ့အတူလိုင်းခက်တံတွေနဲ့မကြောက်မလန့်ဆက်နေကုန်လို့ ပင်လယ်ကျူးကိုဆက်ခဲ့ပါတယ်။နာယူဝကခင်းနေလာပြီးပင်လယ်ရဲ့ဟုတ်ဖက်ကမ်းမှာရှိနေတဲ့ဒမီတော်စီတို့ရောက်ရှိဖို့ရာခင်းတန်းကုန်းတန်းနဲ့ခင်းနေကြရပြီပေါ့။ကျွန်တော်တို့စိုက်တာ လေးနှစ်ပေါ့နော်လေးနှစ်ကတော့လေးနှစ်ဆိုရင်ဖက်ခောက်ရပြီဘလောက်အဆုံးဝင်လို့ဆိုရင်သူ့ဖက်ကလည်းအိမ်မိုးလို့ရတယ်လယ်သမားလည်းဆုံးရတယ်နော်အမျိုးမျိုးဆုံးလို့ရတယ်အနောက်ခမ်းမိုးဟာဖက်ခုတ်ပြီးရင်ဖက်ချုပ်ပြီးရေဆိုင်လိုက်ရေဆိုင်လိုက်ပြီးတော့ပြန်လှလိုက်လှမ်းပြီးရင်ပြန်စီးလိုက်စီးပြီးတော့ တင်အစာတင်ကြည့်ပါမယ်အစာအစာကြည့်ပြီးမှမိုးမိုးတော့အဲ့ဒါမှခါနေတကယ်လို့ရေးမဆိုင်ဆိုရင်တနေ့တနေ့ပဲရပို့ခိုင်မယ်တနီပင်များသည်ပင်လယ်ဒီရရောက်ရှိသောမြေကမ်းဆန်ခြောင်ကနာဆက်များတွင် ဖြစ်ထုံးပြီးအခြားသောသီးနှံများကဲ့သို့တမ်းမြေဩဇာကျွေးခြင်းပေါင်းမြင့်ရှင်ခြင်းလောဝလောက်ဆရာမလိုပဲ ။တည်ရများနှင့်ပါလာသောနှောင်းမြေများသည်တနိချံအတွင်းတွင်ထင်ကြန်နေခဲ့ပြီးတမာဝမျိုးစားအဖြစ်ဖြစ်ထွန်းလျက်ရှိပါသည်။တနိပင်သည်စစ်ပစ်စရာ မရှိလောက်အောင်အရင်ကနေအပြာအထိအသုံးဝင်ပါသည်။တနိရွက်များသည်အုံလက်ကဲ့သို့ပုံတန်ရှိပြီးအုံလက်ထက်အပြောင်းနည်းနည်းပူကြည့်ပါသည်။မိုဒန်လေတန်ကာကွယ်ရန်အတွက်အမောကားဖြစ်လဲအသုံးပြုလို့ရပါသည်။အဲ့ဒီကနေ့ဘင်းကတော့ ဖက်တမျိုးမဟုတ်ဘူးဆောက်ရတယ်အစီးလေးစားရတယ်အနောက်သူအစီးကလေလှောက်လှောက်ပြီးရေထောက်မယ်အစီးရေကိုင်းမယ်အနောက်ကတော့အီဒီသူ့ရေကလေခညက်ချက်လို့ရအဲ့ဒါထောက်လို့ရလားအနောက်အီဒီကနိပင်တမျိုးကတော့အလက်ကလေအလက်ကဖက်ဆက်ပြီးနေထင်းလောက်လို့ရတယ်နော်ခြံသားကားလေရတယ်အဲ့ဒါအဆုံဝဲနေ တဏိယေထောက်ရမှာအတိခံရဲ့အယူဒံကိုရှင်းလင်းထားပြီးပထမဦးစွာတဏိခံကိုလှုပ်ပေးရပါတယ်။ခုနှစ်ခဲလောက်ကြာပြီမှာရိုးဒံကိုဒါပြီးလှည့်ဖြတ်ပြီး၎င်းရိုးဒံမှာဆက်လက်ဖြစ်နေတဲ့ပင်ကြယ်ကိုရပါတယ်။ ဒီနည်းရေကိုခံပြရတဲ့ကြောင့်မောက်အမျိုးမျိုးနဲ့အေဂိုဟောနဲ့ပတ်သက်တဲ့အရေးအမျိုးမျိုးကိုထုတ်လုပ်နိုင်ပါတယ်။အဖေကကျွန်တော်တို့ညီကိုမမပေါ်မှာဆိုရင်တဝန်းရမ်းကြည့်ခဲ့တယ်။နေမလျှောက်မို့မလျှောက်လောက်လောက်ခဲ့ရတယ်ပေါ့နော်။လို့ပြောရမစဲအကြောင်းတက်ဖို့ကစားလို့သူအကောင်လုံးတဝန်းယူထားတယ်ပေါ့နော်။ဒါလည်းစားတော့ဖို့ပါညာပေါ့။ အဲ့ဒါအဖေအကောင်လုံးပဲလေဒါဝင်ယူထားကြတယ်အဖေဟာမိရဆုရဲ့အရိုက်ပဲပြောရဘူးနော်အရန်ကိုလေးစားရအဖေကိုအောင်ပြလိုက်ဟာသာသမီလေးယောက်ရှိပြီးစောင်းမနေရဲ့အစင်းကြီးအောင်အခက်ခဲများကြတာဖျားပွေကျွေးနေရတာကလည်းသူ့အတွက်အလောက်တစ်ခုဖြစ်ပါတယ် မရသူအဖို့သူ့ဘဝဟာတကယ်တမ်းရုန်းပယ်နေရတာအမှန်ပင်ဖြစ်ပေမဲ့သာသမီအပေါ်ထားရှိတဲ့မိဘမေတ္တာပလော့အထစ်ကြီးမားနဲ့ရှိုင်းမိမလဲဆိုတာကိုသူတက်ထားတဲ့ငါဖန်ပညာနဲ့ရှုံနေကြမှာမကြောက်မလို့နေ့စဉ်နဲ့အမြောက်ရုန်းပယ်ရှာဖွေစားတော့နေရတာကဖြစ်ရုပ်ဖြစ်စဉ်တစ်ခုဆိုလဲမမှားပါဘူး တနိဘူးသည်ကျမ်းမာရေးအတွက်စေဖက်ဝင်ပြီးတန်လျက်ပုံစံအချွန်အပူလေးများဖြင့်အဆူလိုက်အဆူလိုက်ဖွဲ့စည်းတရှိနေပြီးတနိဘူးကိုပပလေးလီအချောက်လန်းကတစ်ဖက်ခြောက်ကဲသို့တောက်တုံးလို့ရပါတယ်တနိဘူးခြောက်ကိုတောက်တုံးခြင်းအပြင်စီချိုသွေးချိုသွေးတို့အရေးပြားရနာအမျိုးမျိုးအစာရှိတဲ့ယောဂါပေါင်းများစွာကိုလည်းကာဝယ်ပေးနိုင်ပါတယ် တနည်းသီးသည်ဆောက်လို့ရတဲ့အသီးသမျိုးဖြစ်ပြီးတနည်းတိုင်းမှာအဝိုင်းပုံစံရှိပါတယ်။တနည်းအစံမှာအဖြူရောင်နဲ့ဘဲဥပုံစံရှိပြီးငုံဥထက်အနှဲငယ်ကြီးလိုနေပါတယ်။တနည်းသီးများသည်နုနယ်စဉ်အချိန်တွင် အရေးသာရှိပြီးအစံတဲရည်လာသောအခါထန်ဒီကဲတို့ခွဲစားလို့ရပါတယ်။အသီးတစ်ခုမှာအစံတစ်ခုသာရှိပြီးကာဗွန်ဟိုက်ဒရက်အမြင့်တန်သတ္တုတန်နဲ့ဗီတာမင်အေတို့ကျွဲဝပါဝင်ပါတယ်။ ရင်ငန်ကြိုက်တနိဖက်များကိုနေသင်မိုးသံလေတံမှကောက်ွယ်ရန်အဆောက်အုံရဲ့အမိုးအကာရန်အဖြစ်နှစ်နှစ်မှသုံးနှစ်ကြာအထိအသုံးပြုနိုင်ပြီးအိမ်မိုးသဲမိုးတရိတ်ဆန်ထားရှိရာနေရာများနဲ့အခြားသောနေရာများစွာမှလည်းအသုံးပြုလို့ရပါတယ်။ဘုခိတောက်ကလူကြီးကဖတ်မှုများတယ်။ဖတ်မှုမှဘလို့မှုများတယ်။လူကြီးကသူ့စုမိုးကပူးတယ်။နေမတိုင်းဘူး။နေပိုင်းရင်နေပိုင်းရင် အဲ့ဘောမနေမနိုင်ဘူးဖပဲအဲ့ဒါပဲအခုပဲယောဂားများရတယ်ဟမ်အဲ့မိုးကဖက်နဲ့ဖက်နဲ့ဆိုနေကြီးဆန္ဒနာကြီးလောက်ဆိုစမိုးရဲအဲ့မစီနေမနိုင်ဘူးဖက်မိုးဖက်မိုးရဲအဲ့ကအေးစေအဲ့ရတယ်အဲ့ဒါလို့ကွာချာအဲ့ဒါလို့ တဏိပြေပြုလို့ရမှာတော့လုံလောက်စွာတက်တန်းရေးတဏိလက်များကိုခုတ်ယူရပါတယ်။တဏိတံအတွက်အခေါင်းပွားသည့်ဝဘိုးကိုစိတ်ထားပြီးနေလန်းထားရပါတယ်။ဝါတံကိုတဏိရွက်ရဲ့အလဲသွင်းထားကခောက်ချိုးညီအပြားပုံစံပြုလို့ရပါတယ်။အိမ်နောက်တဏိရွက်ရှိဥတိုင်းချောင်းပြင်ကက်လက်ပြတ်သူဖောက်ကကျွတ်ထွက်မသွားအောင်ပြုလို့ရပါတယ်။ ရေတော့ရှိစင်ကြအောင်နော်ရေကြီးလာဆိုရင်ဒီငါးတွေငဘူးတင်းတွေကနာတွေအကောင်းမငါးတွေမဒါနေပါတွေအာတင်ခိုးတယ်တကယ်အီဒီကရတော့ခုတ်လို့မကအောင်ပေါ့ငါးတွေမှာခိုးနေရတယ်ရေကြီးလာပြီနောက်ကောင်းခောက်လိုက်ဆိုရင်ဒီတော့ခိုးတဲ့နေရာမရှိဘူးပေါ့ဘယ်ကိုလာတော့မရှိဆိုရင်ဘာလို့မရတော့ငါလို့ဖုံးလို့မရတော့ ရည်ကြီးလာစီလူလဲသမားလေးဘာလို့ရှားစားလို့မရတော့ဘူးအဲအကြီးတော်ရှိဆိုရင်နည်းနည်းဘာလို့ဆက်ရှားလို့ရတယ်ပေါ့ဘူးဒီတော်များ၌အပင်များသည်တမန်အမြင်ဖြင့်ကြည်လျင်တဘာဝအတိုင်းအလေးကျပေါောက်ရောက်လျက်ရှိသောတန်ဖိုးမဲ့တစ်ပင်များဟုထင်ရတော်လဲ တကယ်လက်တွေ့မှာတော့လူနဲ့တတဝါတို့၏အကျိုးစီးပွားကိုဘတ်ဆောင်တောက်ဆောင်မှတတိယရောက်ကာကွယ်ပေးလျက်ရှိပါတယ်ဒီတော့တဲ့မှာငါပစုံကနန်စားတဲ့ယင်းနေတတဝါပေါင်းများစွာမိခိုရှင်တန်နေတိုင်းချက်စားနေရရှိပါတယ်။တည်ရတော်များသည့်ကာဗွန်ဒိုင်အောက်ဆိုက်ကိုနှစ်ဆမှလေးဆတီပိုမိုဆုပ်ယူတွန်းလောင်ပေးထားခြင်းကြောင့်ကဘာကြီးပူမွေးမှုကိုလည်းလျှော့ချအောင်ဆွမ်းဆောင်ပေးလျက်ရှိနေပါတယ်။ တည်တော်များသည်တည်ရလှများရဲ့ရိုက်ခတ်မှုတံကံပြူခြင်းမုံတိုင်းနှင့်လေပြင်းများတိုက်ခတ်မှုတံကိုလည်းအကာအကွယ်ပေးနိုင်ရှိသောကြောင့်ကဘာကြီးကပေးတဲ့တဘာဝရဲ့လက်ဆောင်မှုတစ်ခုဖြစ်ကြောင်းကိုဒီအစီအစဉ်ကနေတိဆက်ပေးလိုက်ရပါတယ်ရှင်။